မာရင်းကစိတ်မပြောက်စီမမာရင်းကစိတ်ပါလေမမာရင်းကအာရုံတော့တရားဓမ္မတွေသွားရှာကြလူတော်ဘုံဘုံနော်အသေးလေးတော့ပါပြည့်ရတယ်အဲ့ဒီမှာကြာဘုံမမှန်ဘူးမဟုတ်ဘူးလူကြီးကလည်းခါကြတော့အားရှာကြတယ်ရောကျမ်းမှာတော့ ညာတော့အသေးချာတယ်မကြမ်းမှာတော့အသေးလို့ချာတယ်ဆိုတော့ကြမ်းမှာကပုံမိုက်ဆန်းနဲ့ဆိုရကြမ်းမှာကပုံမိုက်နေတယ်ဆိုတဲ့ဒီကအကျင့်တော့ကြံလုံးပြောတဲ့စကားလားတဲ့ခင်ဗျားတို့ဒီမဟုတ်ဆူချာတယ် ိကားတဲ့ဉာဏ်ကြမ်းပါလို့ကျမ်းမာမှုဆိုတဲ့အသေးလေးကိုဆရာကျော်လည်းတွေ့ကြမကျမ်းမာတော့မချက်ကျမ်းမာတဲ့အခါကျတော့ငွေလေးပါလေအရာလားဘုံဘုံဝေရှိပြိုးမှပဲဆိုတဲ့အချိန်ကျမ်းမာမောင်ဝတ်တော်ငါးချက်တတ်မကျမ်းမာတော့လိမ်ပါပြီကျမ်းမာမှမိုက်ရှင်းလား ကြပြန်ဆိုဆိုရဂုရာဘပါနာရရာဓမ္မတွေမကြမ်းမှာလည်းတော့ပါတယ်လက်နဲ့ကြမ်းမှာပါဟာရောက်မှတ်တယ်ဆိုကြမ်းမှာလည်းဖြင့်အစူရုပ်ကိုပူချာဟုတ်ဘူးလားနောက်ဒီလိုမကြမ်းမှာဆက်ကြည့်ရဲ့ဆိုပြီးဒီကလာဒါကြတဲ့

ကျမ်းမာတဲ့ချိန်ကြတဲ့သနာကောက်ကြည့်ဒီဝင်အဲ့ဒါကြောင့်ကျမ်းမာမှာပုံလိုက်ကျမ်းမာကျမ်းမာတော့ပါရဲ့ဓမ္မလူယနေ့ဒီရသဘောကြဒါဖြင့်ဘုန်းကြီးကပြောလိုက်ပါလေဒီလိုဓမ္မလူမကျမ်းမာတဲ့စိတ်ကြီးမပြောက်ရှိနေဘယ်လိုပါပါ့ မကြောက်မှလည်းသိကြရည်မကြောက်မှလည်းဘာကြောက်လဲအဲကျေနပ်ကလည်းမကြောက်မှဘူးဆိုရဲသိကြရသည်မကြောက်မှဘူးဒုက္ခသစ္စာကြီးပဲဒုက္ခသစ္စာဆိုတော့ကျမ်းမာတယ်ရရှိရဲ့အဲ့တော့သမီးရဲ့ကျမ်းမာတယ်လောဘပြောနေနေတဲ့အချိန်မှာတော့မကြောက်မှဘူးဆိုခတ်တယ်သဘောကျ အကြောင်းမှာတော့ဘုရင်မရှင်းမရဘူးလေရှင်းမယ်ဆိုလို့ချင်းဘုရားဥပါုံနဲ့သိရှိအကြောင်းမှာကလည်းငယ်ငယ်လေးနဲ့ပြောလဲခင်ဗျားတို့ဒီရင်မရှင်းမှာပါဘူးဥပါုံသုံးတယ်နေရင်မရှင်းမှာပါဘူးဘုရင်ကလည်းပြောကြအစ်ရှင်နဲ့နာပေါ့လားသာရမုန်းစေတဲ့နာသင်ရင်းကျင်နေဆုံးနေတဲ့နာဘုရင်ဆန်းနေတဲ့ ကျမ်းမှာကလားမကျမ်းမှာအဲ့ဒါဒီချိန်မှာမကျမ်းမှာတဲ့အနာရေရှိနေတော့ကြောက်အကူလို့ရှာမယ်ဆိုတော့နိုင်ငံလို့ရုပ်ပါကျမ်းမှာဘာလို့ပါအကျေလို့ကြာတဲ့မဲ့ကံလို့ဒုက္ခလို့သိပြည့်ရဲ့ရှင်းပြခိုင်းမှုဒီလိုလိုလိုရဲ့ခါကြတော့ ကျမ်းပါရဲ့ချိန်မှာမကျမ်းပါဘူးဆိုတဲ့ရည်ခန္ဓာသိရှိတဲ့ကာလအဲဒီချိန်မှာမကျမ်းပါတဲ့ခန္ဓာရည်ချိန်နောက်မရကျမ်းပါဘူးဆိုပြီးကာလသူ့ကိုအဖြစ်ပြန်ခြင်းအကြည့်ကသူ့ကိုမောင်းကြည့်တာသူ့ကိုဆောင်းကြည့်တာဆိုလိုက်တယ်ပြလိုက်တယ်ဒီမှာသူဆုံးတော့